မေဂန်သမရထရန့်ဟာအသွင်သတင်းတွေကိုသုံးချပြီးကိုရွှေရှာနေကြောင်းသတင်းတွေတောက်လျှောက်ထွက်ပေါ်နေပါတယ်။ထရန့်ပေါ်တန်ရဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးကဘာဒဝမ်းကလူထုနဲ့နိုင်ငံရေးစီးပွားရေးတိုင်ဝမ်တွေမှာလည်းဝေဖန်ဆွဆွဲတဲ့တွေတောက်လျှောက်ကြားနေတွေ့နေခဲ့ရပါတယ်။စီးချက်ကိုညညာချက်အပြင်အခြားဆိုရှယ်မီဒီယာလွှမ်းမိုးမှုတွေကလည်းတဆင့်ထရန့်ရဲ့သူမိသားစုဟာအသွင်သတင်းတွေကိုသုံးချပြီးစတောနဲ့ခရစ်တိုဈေးကွက်ပေါ်ဂျိုးကန်ချဲတယ်မှုတွေရှိနေကြောင်းအများစုကတန်ရရှိနေပါတယ်။တကယ်တော့ အထက်လွှတ်တော်အမတ်တွေပါဝင်ဒီမိုကရက်တစ်အမတ်များစုကပါထွန်းနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေလုပ်ပေးဖို့ SEC ကိုတောင်းဆိုနေကြသူတွေလည်းရှိနေပါတယ်။ Insider Trading ဥပမာတွေကတခုအနေနဲ့ထွန်းဟာ store နဲ့ crypto ဈေးတွေအဆမတန်ထိုးကျနေကြမှာသူ့ရဲ့ကိုပိုင် media platform True ကနေ This is the great time to buy DJD ဆိုပြီးလူတိချင်ရှား post တင်ခဲ့မှုပါတယ်။ဒါ့အပြင်ထွန်းရဲ့သား Eric Trump က Buy the dip လို့ Xpo မှာတွေ့ပြီးတိုင်းမှာဈေးတွေထိုးစင်းတက်တာလည်း ၄ကာလောက်အထိကိုရှိနေပါပြီ။အောက်တိုဘာလ17ရက်နေ့တုန်းကဖြစ်ခဲ့တဲ့သမိုင်းတစ်လျှောက်အကြီးဆုံးခရစ်တိုလီကွေဒိတ်ဖြစ်ရှင်မှာလဲထရန့်ရဲ့လက်ရှက်မကင်းကြောင်းဆူဆဲမှုတွေရှိနေပြီးဒီဈေးကွက်ပြိုလဲမှုကနေအကျိုးမြတ်ထွက်သွားသူတွေထဲမှာထရန့်မီတာစုကထိတ်ဆုံးကနေပါနေကြောင်းဆွဆွဲထားကြသူတွေလည်းအများကြီးပါ။ ဒါပြင်ထွန့်ဒူဘိုင်ခရစ်တိုပရဖောင်းတွေနဲ့ product တွေမှာလည်းများကြီးရှိနေပါသေးတယ်။အမေရိကန်သမ္မတတယောက်အနေနဲ့နှုတ်ထွက်စကားတစ်ခုမှ store နဲ့ crypto ဈေးကွက်တွေလောက်ခတ်နိုင်အောင်ဖိုင်းနိုင်စွမ်းရှိနေချိန်မှာသူ့ရဲ့ crypto လုပ်ငန်းတွေအမျက်ထွက်အောင် insider trading မလုပ်ပါဘူးဆိုတာရုံမို့အတော်လေးခက်ခဲပါတယ်။ အခုဆိုရင် Tron and Crypto Product တွေကတဖြည်းဖြည်းနဲ့ပုံများလာနေပြီးကိုပိုင် DeFi, Wallet Verify နဲ့ DeFi Token, Trap Meme Coin, USDT, Stable Coin အပြင်သူပိုင် True Social Platform ကနေ Crypto ETF ဝယ်ဆောင်မှုတွေပေးဖို့အထိပါစောက်ထားပါသေးတယ်။ ဒီလောက်ထိမြပြတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ကဘာကိုကိုင်းလို့နိုင်တဲ့လုပ်ပိုင်ခွင့်အာဏာကြားမှာထားမထားပဲလှုပ်ချင်နိုင်လုပ်နေတဲ့ဖိုးတယောက်နဲ့သူ့ရဲ့အရှုပ်တော်ပုံတွေဟာ Crypto Industry ရဲ့နာဂတ်အတွက်တော်လေးကိုရှိတ်အနှောက်ယှက်ဖြစ်စရာကောင်းတာအမှန်ပါပဲ။ Trump ဆိုအနေနဲ့ Crypto Industry ကို Biden ဆိုအလက်ထက်တုံးကလိုမျိုးဖိနှိပ်တိုက်ခတ်နေတာမျိုးမဟုတ်ပေမဲ့လူတစုရဲ့အကျိုးရှိပွားကိုဦးစားပေးလှုပ်ချင်နိုင်လုပ်နေတာကတော့တော်လေးကိုဆက်ဆုပ်စေရာအနေထားတစ်ခုပါ။ပုံမှန်ဆိုရင်တော့ဒီလိုမျိုးတွေကိုဥပဒေအရရည်ယူနိုင်လို့ရပေမဲ့အစိုးရအဖွဲ့ထဲမှာ Trump ရဲ့ Republican ပါတီဝင်တွေအများစုရှိနေတဲ့အချက်ဟာလေထွန့်ကိုလှုပ်ချင်တဲ့လှုပ်ခွင့်ရဖို့အခွင့်အာဏာအကုန်ပေးထားတယ်လို့ပါပဲဒါကြောင့်ထွန့်ရဲ့စစ်တလုံး insider trading နေကြမှာ trader တွေနည်းနည်းလိုင်ရောညီထွေးလှိုင်းလိုက်ရှိနိုင်မှုစူးစမ်းရုံကလွဲပြီးအခြားနည်းလမ်းမထွေသေးပါဘူးတကယ်လို့တွေးခဲ့တယ်ဆိုရင်လဲ comment မှာဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်လိုပါတယ်ခင်ဗျာ